အဲ့တော့အဲ့ဒီခေတ်ခါကကြပြာဖွဲ့မျိုးတွေကအဲ့လိုဖွဲ့ခဲ့တယ်ဒါပေမဲ့အရာအလုံးဟာရွေ့နေတယ်မြစ်တွေဟာရွေ့နေတယ်ခေတ်တွေဟာရွေ့နေတဲ့အခါအခုနောက်ပိုင်းကြပြာဆရာအဲ့ညနေခင်းလှပုံလေးကိုနောက်တစ်မျိုးတင်ပြတယ်ကြပြာဆရာတယောက်ကဘယ်လိုရေးဖွဲ့လိုက်တယ်ဆိုတော့ဒါဒီနေ့ခေတ်ပေါ်ကြပြာပေါ့နော်ဒါပေမဲ့1990ကျော်လောက်ကပါတိန်တွေလူတို့လူကိုယ်ဝိုက်ညက်အဆအဟကောင်းလိုက်တဲ့စီသား ူနှစ်ចောင်းနဲ့ရေးလိုက်တယ်ကောင်းကင်လှတဲ့အကြောင်းကောင်းကင်ပေါ်မသိရင်ဒီဇိုင်နာတယောက်တက်သွားတယ်ဟာဒီနေရာလေးကိုတင်အပြာရောင်လေးကိုအညိုရောင်လေးစက်မယ်စက်မယ်အပြာရောင်လေးကမယ်ငွေနာရောင်ငွေနာလေးကွတ်မယ်အဲ့လိုအရောင်တွေဒီဇိုင်နာတယောက်တက်လှဆင်ထားလို့အင်ပတန်လှပါတယ်တင်တွေးကိုသူကတွေ့ရတယ်ဘယ်လိုရေးထားလဲတင်တွေးလူသလိုကိုယ်ဝိုက်ညက်အဆက်အဟကောင်းလိုက်တဲ့စီစာနောက်ထပ်တစ်ပိုက်ထပ်ရေးတယ်မြေကဘာပခုတ်ထက် ဒုက္ခတော့ကြီးတော့ရောရောဝင်းမဲ့နေတော့လေဒီတိမ်လေးတောက်တင်ယောင်လေးလှနေတာကြောင့်သူသားကပါကြီးနေ့စဉ်နေ့တရူကခံစားနေတဲ့ဒုက္ခတော့ကြီးတဲ့မှာကိုဒုက္ခကုံဝင်မိပြီးတင်ယူမောကြည့်ပြီးတော့ကိုတော်ရောပြီးလှတယ်လို့ခံစားရတယ်ဒါဒီနေ့ခပ်ပေါ်ကပြရဲ့အရွေးပေါ့အရင်တော့ကပြဟာအရှိကြီးနဲ့ညနေခင်းလှကြောင်းပြောနေတယ်အိုက်ခေအိုက်ကာလာနဲ့ကတိုက်ဆိုင်တယ်လူတွေကအေးအေးဆေးဆေးဆက်ဖတ်ဖို့အချိန်တွေရှိတယ် ဒီကနေ့ကလူတွေကရုံးကလှုပ်ရှားနေရတယ်အဲ့တော့ခုနကကြပြတူတူလေးကဒီညနေခင်းအလှရလူသားဘဝရကိုပြောပြလိုက်နိုင်တယ်ပါလေဒါရွေ့လာတဲ့ကြပြဒီရဲ့အကြောင်းပေါ့နော်ကျွန်တော်ဆိုရင်ကြပြကိုချစ်ခဲ့တယ်ဒါပေမဲ့မိသားစုတွေမှာကျွန်တော်အငယ်ဆုံးကျွန်တော်ကအငယ်ဆုံးဆိုတော့အမတွေကြောင်းတက်နေတယ်ကြောင်းတက်တဲ့အမတွေသူတို့ကြောင်းစာတွေကြက်တဲ့ခါကျွန်တော်မှပင်ကိုပါလာတဲ့ဗီဇလိုပဲပြောရမလား မပြောတတ်ဘူးပေါ့နော်ကျွန်တော်ကြပြားလေးတွေဥဆိုအလွတ်ရတယ်အမတွေကစာကြက်တယ်ဆိုပါတော့ကျွန်တော်မှတ်မိတော့မြောက်ပြားလေးဝင်လာလေးဝင်နှင်းလို့လာပြီပြီမိုးကုံဆောင်အဖွဲ့တရင်ကျွပြီရှင်မိဘုံတွေကြားထဲမှာမောင်ကမဲ့ကိုရှာလူရောင်စုံကြားထဲမှာမဲကမောင်ကိုရှာမောင်မဲနှစ်ဦးတူဆုံတွေ့ ရှက်ပြုံးပြုံးတယ်လीရှက်ပြုံးလေးရဲ့တေဂီတချစ်ချောင်းကိုစီပြားတဲ့အချစ်ကပြားလေးတကယ်တော့အဒီဟာကျွန်တော်နဲ့ကျွန်တော်တင်ခဲ့ရတယ်ကပြားမဟုတ်ပါဘူးကျွန်တော်ငယ်သေးတဲ့အချိန်ကျွန်တော်အမတ်ကြီးသူတို့ကျောင်းနေစရာပြတ်ထန်းတဲ့ကပြားတဘုတ်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဲ့ကပြားလေးကျွန်တော်ငယ်ငယ်တည်းကဆွဲလန့်ခဲ့တယ်ကျွန်တော်ကကပြားကိုအရင်ဆွဲလန့်ခဲ့တဲ့ကကျွန်တော်ကမိသားစုထဲမှာအငယ်ဆုံးဆိုတော့အကြီးဆုံးအမကြီးကျွန်တော်လေးအလေးစားဆုံးအမတစ်ယောက်ကိုပြောတယ်ကျွန်တော်တချင်ကြရင်စာရေးဆရာလုပ်မယ်ဆိုတော့ကျွန်တော်အမကပြောတယ် ဟဲစာရေးဆရာဆိုတာအင်မတန်ပညာတွေလက်တတ်မှဘူးသူဒ္ဓတွေလက်စုံနေမှလှုပ်လို့ရတာသူပြောကျင်တဲ့သဘောကကျွန်တော်အလိုလိုအနေထားနဲ့မဖြစ်နိုင်ဆိုတာအဲ့ဒီစကားရဲ့လွှမ်းမိုးမှုကကျွန်တော်ပေါ်ကြီးမားတဲ့အရေးလက်ထိုးခဲ့ပါတယ်အဲ့ဒီကကျွန်တော်ဟာကိုနဲ့မဆိုင်ဘူးဆိုတော့ကဗျာနဲ့ပတ်သက်တဲ့အငုံစကြီးစတဲ့ခံစားရပါတယ်ဒီလိုနဲ့ငါဟာကဗျာဆရာစာရေးဆရာဖြစ်ဖို့တော့တိတ်မဖြစ်နိုင်ဘူးဆိုပြီးကိုယ့်ကိုယ်ကိုတွေးပြီးတော့ကျွန်တော်ဒီတိုင်းပဲ ပေါ်ပါပါပဲပြန်နေလိုက်ရပါတယ်။ဒါပေမဲ့ကျွန်တော်ယင်ထဲမှာကြပြာရှိနေတယ်။ဘယ်လိုပဲကိစ္စတစ်ခုပေါ်လာကျွန်တော်ခံစားမှုကကြပြာဘက်ကိုရိမ့်နေတယ်။အဲ့လိုအဲ့လိုနဲ့ကျွန်တော်ကြပြာနဲ့ဝေးလိုက်နီးလိုက်ပေါ့နော်။အဲ့လိုဖြစ်လာတော့ရဲခမကျွန်တော်အရွယ်လေးရောက်လာတဲ့ခါလူကြီးရဲ့တဘာဝအခုနကျွန်တော်ပြောသူလို့ပေါ့လူဟာအချစ်နဲ့တွေ့တဲ့ခါကြပြာဆရာဖြစ်လာတယ်လို့ပြောတယ် ကျွန်တော်ဒီအသက်20ဝန်းကျင်18နှစ်19နှစ်မှာကျွန်တော်လဲလူသားတယောက်ဆန်းဆန်းအချစ်နဲ့တွေ့လာပါတယ်အဲ့ခါမှာကျွန်တော်အချစ်ကြပြလေးတဖို့စရည်ဘူးတယ်ကြပြလေးကတော့ကျွန်တော်ကလေးအတွင်းနဲ့ရည်တဲ့ကြပြပေါ့မေလာမှာတွေ့ပြီးတော့ဂျွန်လာမှာပြန်အစင်ဝေးွားတဲ့အကြောင်းလေးကိုကြည့်တာမေဂျူလာကြီးကိုဂျာကာလာဆိုပြီးတော့တွေ့ကြဆုံကြဒီမေလာမှာ နှုတ်ခွန်းဆက်တာရှင်ကြည်မြနဲ့ရှုံးမြမျက်နှာလဆန်လာသူဇူလိုင်ကျတော့ခင်မင်ချင်းမှချစ်ချင်းမြတ်တာပေါ်ပေါက်လာ၍ဝန်ခံပြောစားပြောပြောကြားဒီစကားကြောင့်သူလေးစင်ကာကြောက်ခိုင်းသွားပြီငါ့မှာကြံခဲ့တပြားလေခတ်တဆက်ဆက်လေတကယ်တော့အဲ့တပြားလေခတ်တဆက်ဆက်ဆိုတာရှိမှာကဗျာဆရာတောက်ကြီးခဲ့တဲ့စကားလုံးလေးပါကျွန်တော်ယူသုံးလိုက်တာပေါ့ အဲ့တော့ဟိုခိကဆိုရင်ကျွန်တော်တို့အဲ့လိုကာယံကြပါလေးတွေနဲ့ကိုယ့်ရဲ့ခံစားချက်တွေဖော်ထုတ်ကြတယ်ပေါ့နော်ဒီလိုဒီလိုနဲ့ကျွန်တော်လည်းကြပါနဲ့နှီးလိုက်ဝေးလိုက်နဲ့နေလာခဲ့တာပါအဲ့လိုနေလာရင်ကနေပြီးတော့ကျွန်တော်နောက်ပိုင်းတော့ကြပါကူထဲထဲဝင်ဝင်လေးရေးဖြစ်ခဲ့ပါတယ်ကျွန်တော်မိတ်ဆွေအတိုင်းပိုင်းနေနဲ့ကျွန်တော်ကြပါဆရာတော်တော်များများကျွန်တော်ရဲ့မိတ်ဆွေတွေမှာရှိကြတယ် ဲ့လိုမိတ်ဆွေတွေလည်းရှိနေရင်ကနေပြီးတော့ရုပ်တည်ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ကာလတစ်ခုမှာအချိန်တစ်ခုကြောင့်ဝေးကွာသွားတယ်အဲ့လိုဝေးကွာသွားတဲ့အချိန်မှာကျွန်တော်မှရှိတဲ့ကြပြပိုးဟာပုံမှုပြီးတော့ထကြွတောင်းညံ့လာတယ်ကျွန်တော်ကြပြရေးချင်စိတ်တွေပေါ်လာပါတယ်အဲ့လိုနဲ့ကျွန်တော်အသက်တော်ကြီးပါပြီ30ကျော်မှမဂ္ဂဇင်းမှာစတင်ကြပြရေးခဲ့ရတာပါအဲ့လိုနဲ့ကျွန်တော်ကြပြဟိုတောက်လျှောက်ရေးခဲ့တာ ဒီနေ့ဆိုရင်တော့နှစ်ပေါင်းတော်တော်ကြာခဲ့ပြီ30လောက်ရှိခဲ့ပါပြီအဲ့တော့ကြပြားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှခံယူချက်တစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်ဒီကြပြားစာအုပ်ကလေးမှာလဲအနောက်မှာကိုကမိတ်ဆွေစိုးတော်တာပေါ့နော် तू ထုတ်တဲ့ခါမှာဒါလေးကို तू ကအထုတက်လဲပေါ်ပြပေးထားပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကြပြားကိုချစ်တာကျွန်တော်ခံစားချက်ကိုကျွန်တော်ရေးထားတာပါလူကြိုက်နေတဲ့စိတ်ကူးတစ်ခုပါကြပြားဟာ ငါရွေးတဲ့မြစ်ပဲစုံရင်စုံမယ်စံရင်စံမယ်စန္ဒမှာနောင်တအတွက်နေရာလို့မရှိကျွန်တော်ခံယူချက်ပေါ့ကျွန်တော်ကြပြာကိုချစ်ခဲ့တယ်ဒီကြပြာဟာလူကြိုက်နေတယ်လူသားအလုံးခံစားတဲ့အမှုပညာတရားမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကြပြာဟာကျွန်တော်ရွေးချယ်ခဲ့တဲ့မြစ်ပဲအဲ့ဒီမြစ်မှာကျွန်တော်ခုံချလိုက်ပါပြီ ကျွန်တော်ရေစံနဲ့လည်းတိုးရင်တိုးမယ်ရေစုံနဲ့လည်းကြုံရင်ကြုံမယ်ဘယ်လိုပဲကြုံကြည်ကျွန်တော်စံတတ်တွေကျွန်တော်နောက်ထပ်ရမှာမဟုတ်ပါဘူးဒါကျွန်တော်ကြပြပေါ်မှာထားတဲ့ခေတ်ရဲ့ကလေးကိုအခုလိုကြုံတော့ဖော်ပြတာပါကျွန်တော်တို့ဒီလိုကြပြရေးတော့ဒီနေ့ဒီနေ့ကျွန်တော်ကကြပြကြပြနဲ့နေတာများပါလေအဲ့အချိန်မှာဒီနေ့မစ်စီတယောက်ကမိတယ်ခမရကြပြရေးလို့ဘာရတယ်လဲလက်ပြရောရောက်နေသလား ကျွန်တော်ပြန်ဖြေလိုက်တယ်ကျွန်တော်ကြပြာရေးနေချိန်မှာကျွန်တော်မဆိုင်မတော့ဖြေလိုက်တာပါကျွန်တော်ကြပြာရေးချိန်မှာရေးနေချိန်မှာနတ်ပြည်ရဲ့ကိုသင်းနှောင်းကိုရနေပါလေကြပြာရေးပြီးချိန်မှာတော့ဒုက္ခဘုံမှာအလုံးစုံနဲ့ပြည့်စုံနေပါလေလို့ဒါကျွန်တော်ခံယူချက်ပါဒါကြောင့်လဲဆိုတော့ဒါလဲကြပြာဆရာမောင်ခဲမှာပြောခဲ့ပါလေကြပြာတပုတ်ဖန်တီးဖို့အတွက်ဇာအင်္ဂါ၅ပါးလိုပါတယ်တဲ့ ဝိတ္တဝိสารပိတိဒုက္ခဧကဂဒာအဲ့ဇာယင်္ဂငါးပါးနဲ့ပြည့်စုံတဲ့အခါကြပြောင်ပေါင်းကောင်းတမှုဖြစ်တယ်ဆရာမောင်ခိုင်မှာပြောခဲ့ဘူးလားပါအဲ့တော့ကျွန်တော်တို့ကြပြောင်ရေးတဲ့အခါအာယုနှစ်တယ်နှလုံးသားကိုတန့်ရှင်အောင်စီးစီးကြောပြီးမှကြပြောင်ရေးလို့ရပါတယ်ဒါကြောင့်ကြပြောင်ဆရာကြီးအားလုံးဟာနှလုံးသားတွေလှကြတာပါကျွန်တော်ဒီလိုကြပြောင်အကြောင်းပြောရင်းနဲ့လူဘဝတွေရဲ့အကြောင်းကိုဖော်ပြတဲ့ ကျွန်တော်မိတ်ဆွေတယောက်ရဲ့တမျက်နှာဝတ္ထုလိုလေးတစ်ခုကိုကျွန်တော်အရင်သဘောကျလို့ဒီမှာအကြောင်းအရာခေါင်းစဉ်နဲ့အနေငယ်လဲချော်မှုရှိပဲယတ္တဆာပေဖြစ်နေကြောင့်ထည့်ပြောခြင်းပါတယ်ကျွန်တော်တင်ခဲ့ခြင်းသူကကြပြဆရာပါကလောင်နာမယ့်ကြည်စုဒါပေမဲ့သူကတမျက်နှာဝတ္ထုလိုလေးတွေလည်းရေးတယ်ဖြစ်ချင်တော့ကျွန်တော်ဇာတိမျိုးလေးမှနေတဲ့ချင်းသူနဲ့ကျွန်တော်ကတမျိုးတည်းတလန်းနဲ့နေတာကျွန်တော်နေတဲ့လမ်းလေးကမိုးရဲဆိုရင်မြေကြီးလမ်းလေးမိုးရွာပြီးသွားရင်ဘွက်ကလေးတွေထားရေအိုင်လေးတွေဖြစ် ိုက်လမ်းမှာ तू လက်နေတယ်ပေါ့ तू อ่ะအဲ့မှာ तू မြင်ရတဲ့အားလေးတခု तू ရေးထားတဲ့ဝတ္ထုလေးဝတ္ထုလေးရဲ့နာနာမည်ကတနတ်စာတဲ့ဝတ္ထုလေးကဘယ်လိုလဲဆိုတော့ဒီနေ့အမေလို့သူကဈေးရောက်ပြီးပြန်လာတယ်ကြည့်ရတာတော့မုံဆိုးမကြီးဖြစ်မှာပါတားတယောက်ရှိမယ်ရောက်လာပြီးတော့သူ့ဈေးပန်းလေးကိုချပြီးတော့တားရဲ့တဲ့စံပြေးဝယ်စားတဲ့ပြောရတယ်ဒီမှာစံနှလုံးမိုးတယ်ဆိုပြဿနာလေးထုတ်ပြလိုက်တယ် ကလေးလေးကလည်းအမေလာမဘိုက်ဆာနေပြီသူစံသွားအမေလာမပတ်ဆိုင်ပြီးစံဝယ်ရမှာဆိုတော့ပတ်ဆိုင်လေးယူပြီးကြေးသွားတယ်ဒါပေမဲ့စံလို့စီဘူးလေးနှလုံးကိုကလေးလေးကလူငယ်လေးဆိုတော့ဒီပလတ်စတစ်တိကျုပ်အေးကလေးနဲ့ပေးလိုက်တော့လမ်းမှာငွေ့လာတယ်ကလေးရဲ့ဘာသာဘာဝကစားရေးနဲ့ပြေးလာတယ်အဲ့ဒီအချိန်မှာလက်ကလွတ်ပြီးတော့အခုနရေအိုင်ဘွယ်ထဲမှာသူစံစံတော့ကလေးကြောက်သွားတယ်စံနေပြက်စီးသွားတယ်ပြက်စီးသွားတာအမေကမြင်တော့တဏီကုန်ပေမင်းမရှာပမ်းမရှာပွေထားတဲ့ပတ်ဆိုင် ဒီစံတို့စီဘူးလေးကိုတနက်စာကိုသူရခဲ့တာဥဒိစံပျက်စီးသွားတော့အမေကတအားခံစားပြီးစိတ်ဆိုးပြီးတော့တာသမီးလည်းငတ်ပြီးသူလည်းငတ်ပြီးဆိုတော့တို့ဇောနေပေါ့နော်ကလေးကိုရိုက်တယ်ရိုက်တဲ့အခါကလေးဆိုတော့အော်ငိုတာပေါ့ဖြစ်ချင်တော့အဲ့ဒီအေရဲ့တိန်ကျော်မှာနည်းနည်းပြေးပြေးလဲလဲရှိတယ်နှလုံးသားလဲလှတယ်လူတယောက်ကလားလဲနေလားလဲနေမနေနဲ့တော့ဟာခမားကလေးကိုဘာဖြစ်လို့ရိုက်တာလဲစဉ်းစားကြည့်ပါတဲ့ကျမတနေ့ကိုဈေးခဈေးကောင်းပေါ်ရွက်ပြီးတော့ ဈေးဘက်လှည့်ပြီးတော့ရောင်းတယ်ရလာတဲ့အမြတ်ကလေးနဲ့ကျမစံလေးဝဲလာတယ်ဒီနေ့ညတနတ်စာတဲ့အခုဒီကလေးကလမ်းမှာဆော့လာတော့စံတို့ပေါက်ပြီးတော့ပြဲပါကြီးကျမတို့ဒီညထမင်းညတော့မှာအဲ့တော့ကျမကလေးကိုကျမစိတ်မထိနိုင်လို့ရိုက်တယ်ဟိုလူကစိတ်မကောင်းဖြစ်သွားတယ်ဖြစ်သွားပြီးတော့ဟာဗျာဘရိုက်ပါတယ်တော့မတော်တဆပဲကလေးဆိုတာကစားရပါတယ်ဆိုတော့အဲ့စံပူလေးကထုတ်ပြီးတော့ပြီးသွားတယ်ပြီးသွားတော့ ဟိုသူအဆင်ပြေသွားတာဗောနော်မြို့သူလည်းအရေးကျေးဇူးတင်တဲ့အကြောင်းပြောပြီးခလေးကိုစံသွားပါခဲ့တာတာဒီကတော့တေချာကိုင်းလာသူခလေးလည်းတေချာကိုင်းပြောလာတယ်အေးရောက်တော့သူရဲ့တသက်စာပြေးပြေးလဲသွားတယ်ဒါပထမနေ့ဗောဒုတိယနေ့ညနေမှာလဲအခုနောက်ပြောတဲ့အမေလို့သူကဈေးပန်းကြီးရွက်ပြီးပြန်လာတယ်ပြန်လာတော့ပြီးပြောညနာပြုံးမွေးမရှိရှင်ရှင်မရှိဘူးဈေးပန်းချပြီးတာရီကလမ်းမိတယ်အမေစံသွားဝယ်ရမလားတာရဲ့ဒီနေ့အမေဈေးမရောက်ရဘူးတဲ့ စံဝယ်ဖို့စံပိုးလေးတော့မပါဘူးအမေစကားကြတော့ตาလေးကစိတ်မကောင်းဖြစ်သွားတယ်ခလေးကရုတ်တရက်သူ့အမေဘယ်လိုကူညီနိုင်မလဲလို့သူတွေးလိုက်တယ်အဲ့ချိန်မှာခလေးကလှမ်းပြောလိုက်တယ်အမေဒါဆိုตาကိုရိုက်လိုက်တယ်ကျွန်တော်ကြည်ကွဲပါတယ်ဒီခလေးကသူတည်တယ်သူအရိုက်ခံရရင်ဒီတနက်စာစံဖို့သူရမယ် ဒီကလေးတယောက်ရဲ့အတီးရဲ့အမေကိုကူညီတယ်ကူညီရတဲ့ဆန္ဒသူအသားနာခံပြီးတော့ပြီးရမယ်ဆိုတာတကယ်ကြေကွဲစရာဒါခစ်စနစ်ကိုပေါ်ပြတဲ့တမျက်နာဝိထုလိုလေးမလို့ဒီဝိထုလိုလေးကျွန်တော်လမ်းကြုံလို့ပြောပြတာပါတကယ်ချင်းရေခဲ့တဲ့ကြပြဆရာကြည်စိုးကအခုစပီးနဲ့လည်းအလှဝေးနေပါတယ်ဒါပေမဲ့ဒီလိုစာလေးတွေဟာခစ်ကိုလုံးဝတည်ဥဖော်ပါတဲ့တေးမှာစာပေလေးတွေဖြစ်တဲ့ကြောင့်ဒါတွေကဒီလိုပြန်လဲပြန်ပွားဖို့တည်းကျွန်တော်ဒီကိစ္စမှာထည့်ပြောတာပါ ဲ့တော့ကျွန်တော်အခုကြပြာအကြောင်းလေးပဲဆက်ပြောပါဦးမယ်ကျွန်တော်တို့ကြပြာကိုချစ်တော့ကျွန်တော် ကြပြာတူလေးတွေအရင်ကတော့တောက်ရှောက်မဂဇင်းမှာတော့နှစ်ပေါင်းများစွာရေးခဲ့ပါတယ်အခုနောက်ပိုင်းတော့ကျွန်တော်မဂဇင်းတွေသိမရှိတဲ့အခါအွန်လိုင်းမှာပဲရေးတယ်ရေးတာရှိပါတယ်အဲ့တော့ကျွန်တော်မကြသေးခင်ကကျွန်တော်ဒီကြပြာပေါ်ချစ်စိတ်နဲ့ပတ်သက်ပြီးအခုလိုအမှုပြရာတွေကိုချစ်တဲ့စိတ်ကြောင့်ကျွန်တော်တို့က ရင်ပတ်ကြီးထိုးထိုးကျွေးပြီးတော့မှကြပြာကောင်းတစ်ပုတ်ရလာတာအဲ့ဒါကိုကျွန်တော်ကတွင်ငင်ချင်းဆိုတဲ့အားနဲ့ကြပြာလေးတစ်ပုတ်ရေးခဲ့ပြူပါတယ်